ခုဒီ video မှာတော့ chapter 4 design in plus animation ရဲ့ဒီ tradition အပင်ဒီအပင်အကြောင်းပြီးသွားတဲ့နောက်မှာ tradition တွေမှာဖြစ်တဲ့ယောဂတွေညမှာကူးဆက်တဲ့ယောဂကူးဆက်တဲ့ယောဂမှာမှာသူရဲ့ဥပမာကူးဆက်တဲ့ယောဂတွေမှာဥပမာတစ်မျိုးဖြစ်တဲ့ malaria ဆိုရင်ငှက်ဖျားယောဂအကြောင်းဒီမှာရှင်းပြပေးသွားမှာဖြစ်ပါတယ် malaria malaria ဆိုတာငှက်ဖျားယောဂပေါ့နော်ငှက်ဖျားယောဂဆိုတဲ့အကြောင်းကတော့ ဘယ်လိုအစပြီးရှင်းပြလဲဆိုမလေးရီးယားသူက transmission ရှိမယ်နောက်တစ်ခု prevention ရှိမယ်သူကမလေးရီးယားလူတွေဘယ်လိုကူးစက်လဲကြောင်းသူကရှင်းပြတယ် manager ကကြတော့သူကဘာလဲရှင် prevention ဘယ်လိုတားဆီးမလဲကြောင်းရှင်းပြတယ်ဘယ်သုံးချက်ကကြတော့အာနောက်အနှိမ့်ချက်ကကြတော့သူ prevention သုံးချက်အနှစ်ချက်ကကြတော့ treating ဘလို့ကုသသုံးချက်ကဘလို့ preventing လုပ်မယ်ပြီးတော့တကဘာလုံး worldwide အနေနဲ့ဘလို့ကာကွယ်ကြမလဲဆိုတဲ့အကြောင်း၄၄ခု ဒီမလေးရီးယားကောင်းစင်အောင်မှာရှင်းပြသွားမှာဖြစ်တယ်။ feature ဆိုတာကသူ့ရဲ့ပေါ့နော်ဒီဝိသေသလက္ခဏာတွေဟို characteristics လို့ပေါ့ဒါပေမဲ့သူကတခြားအကြောင်းအရာကြီးလည်းပါသေးတယ်သူ့ရုပ်ပန်းစွန့်ပြင်ခြင်းမဟုတ်ခြားအကြောင်းအရာတွေလည်းပါသေးတယ်ပေါ့နော်။ရောက်သူဒီမှာ feature ဆိုပြောလိုက်ကြပါဘောနော်။ feature ဆိုပြီးပြောလိုက်တယ်။ the features of this disease ဒီယောဂါရဲ့ feature တွေကိုဘယ်မှာပြရလဲ summarize ရင် table 4.4 table 4.4မှာပြရတယ်ဒီအပိုင်းကိုတော့မေးခွန်းနေတယ်တိတ်မေးလေးမရှိဘူးဒါပေမဲ့ကြက်ထားဘာလို့ transmission malaria ဆိုရဲအဲ့လိုမျိုးမေးသွားတာမျိုးတော့မရှိဘူးဒါပေမဲ့သူပိုင်းပြီးတော့မေးတတ်တယ်ဒါကြောင့်ပေါအောင်မှာဆိုလို့အတိအကျရင်းနဲ့မမှတ်ရမှာဆိုတဲ့အတွက်ကြောင့်လေ ။အဲကြောင့်ဒီယောဂါရဲ့တဲ့သူရဲ့အကြောင်းအရာကိုအနှစ်ချုပ်ထားပါတယ်တဲ့။ table 1 4.4ပေါ့နော်။ဒါနောက်တစ်ခုမှလာမယ့် table table ပေါ့နော်။ table 4.4မှာအနှစ်ချုပ်ထားပါတယ်။ဒါ table 4.4 feature ဆိုတော့သူ့ရဲ့ခေါင်းစဉ်က feature ကိုစကားပြီးတော့သူ့ခေါင်းစဉ်ကလည်းဘာဖြစ်လဲဆိုရင် feature ဆို malaria ကမှတ်ဖျားပိုးတယ်ဝိသေသလက္ခဏာအကြောင်းလေးပဲဖြစ်ပါတယ်။ most cases အဲ most cases cases ဆိုတာကဖြစ်ရည်ပေါ့နော် ဖြစ်ရည်ဆိုတာဘာလို့ပြောလဲဆိုရင်အရှိမဒီပေါ့ infectious disease အကြောင်းမှာရှင်းပြခဲ့ပြောခဲ့တဲ့အတိုင်းပဲကိစ္စတွေဆိုတာက तू ကကူးစက်တယ်ကူးစက်ပြီးဖြစ်ပွားတယ်ဆိုရင်အဲ့ဒါကို तू ကဖြစ်ပွားတဲ့ဖြစ်ရတယ်ဆို cases လို့သုံးဘယ်သူရဲ့ cases တွေဆိုတော့ malaria ငှက်ဖျားပိုးရဲ့ဖြစ်တယ် cases ကြောင့်များ are caused by ဖြစ်ကြပါတယ်တဲ့ by one of four species of protist plasmodium ဟုတ်ပြီငှက်ဖျားဖြစ်ပြီဆိုရင် तू ကဘာဖြစ်လဲဆို are caused ဖြစ်တယ် by သူကြောင့်ဖြစ် one of the four ဆိုတာက အဲ့လေး source species အဲ့အမျိုးအစားလေးခုတည်းကဘယ်အမျိုးအစားလဲဆိုရင် protist ဆိုရဲ plasmodium အရှိမပြောခဲ့အရှိမအားပေါ့နော်ငယ်ရောသင်ခဲ့မယ် fungi တို့ protist တို့အဲရှိမယ်ပေါ့နော်မရှိရင်လည်း protist ဆိုတာကသူကအာမှုလည်းမဟုတ်ဘူးမှုလို့အကောင်လည်းမဟုတ်ဘူးအဲသူက insect လို့လည်းမဟုတ်ဘူးသူကယောဂါပိုးပုံစံမျိုးပေါ့နော်သူကအရင်ဆုံး fungi တို့ဘာလို့မျိုးရှိတယ်ဒါပေမဲ့သူကလည်းဒီအနုဇီဝ protist ဆိုတာအနုဇီဝတစ်မျိုးဒါပေမဲ့သူကအာ တော့မှုမှုအနုစည်းဝါမျိုးလည်းမဟုတ်ဘူးဘက်တီးရီးယားလည်းမဟုတ်ဘူးဗိုင်းရပ်စ်လည်းမဟုတ်ဘူးသူက protease ပေါ့နော်ဘက်တီးရီးယားတို့ virus ဒါပေမဲ့သူကဗာလဲ protease ပေါ့ protease လို့ခေါ်တာချင်းကသူကဘက်တီးရီးယားနဲ့ virus တို့ဘာမရှိတဲ့မတူတဲ့အရာမျိုးသူမှရှိတယ်မတူတာမျိုးဖြစ်တာပေါ့နော်အဲ့ကြောင့်သူ protease လို့သူကခေါ်ထားတယ်အဲ့ဆိုရင်နားလည်တော့မယ်ဒီမှာဒီ plasmodium ကအမျိုးအစား၄မျိုးရှိတယ် plasmodium က protist တခုတကောင်ဖြစ်တယ်ဗောနော protist တကောင်ဖြစ်တယ်အဲကောင်အမျိုးအစား၄မျိုးဟုတ်ပြီငှက်ဖျားဖြစ်တယ်ဆိုတာကဒီအမျိုးအစား၄မျိုးတွေကတခုခုကိုကူးစက်ခံရတယ်တခုခုဖြစ်ပြီဆိုရင်ဒါငှက်ဖျားဖြစ်တယ်လို့ဆိုလိုနေပါတယ်ဒီမှာဆိုရင်အဲဒီ corona virus ရောဂါဖြစ်တယ်ဆိုလို့ရှိရင် covid-19 ဖြစ်တယ်ဆိုတာဒါပါလေ corona virus ဆိုတဲ့ရောဂါပိုကူးစက်သွားဒီ malaria ဆိုတာလေဒီ plasmodium လေးမျိုးတည်းဟာအဲတစ်ဖြစ်ဖြစ်ဥပမာ plasmodium နေနံပါတ်စင်ရိုက်မယ်တစ်နှစ်သုံးခေးအဲဆို plasmodium ကဘာဖြစ်ဖြစ် ဲ့ဒီတကောင်ကောင်ဖြစ်လို့ရှိရင်အမလေးရီးယားဖြစ်ပြီပေါ့နော်အဲ့လိုသတ်မှတ်လို့ရပါတယ်တဲ့ Pulse Life သူ့ရဲ့ဘဝ cycle ဒီ plus mode ရဲ့ဘဝ cycle ကိုကျွန်တော်ဗမာပြထားဆို4.15မှာပြထားပါတယ်တဲ့အဲ့ဒါနောက်ပိုင်းကျတော့လာပါမယ်ပေါ့နော် genetic analysis genetic analysis ဆိုတာဒီမျိုးဗီဇာတွေကိုခွဲကျန်တာပေါ့နော်မျိုးဗီဇာခွဲကျန်တယ်ဆိုတော့ဒီ plus ဒီကိုဆက်တဲ့ခံရတဲ့တွေးကိုယူယူပြီးတော့အဲ့ဒါကိုခွဲကျန်တာပေါ့ခွဲကျန်လိုက်တယ်ဘယ်လဲ infection ကူးစက်မှုရဲ့ အဲမျိုးဗီဇတွေကိုခွဲခြားလိုက်ရမှာ show that အဲ့လားပြသပါလေတဲ့ sun species အချို့သောမျိုးစိတ်တွေပေါ့နော် or plasmodium plasmodium အချို့သောမျိုးစိတ်တွေဟာတဲ့ can that cause malaria ငှက်ဖျားဖြစ်စေနိုင်ပါတယ် in monkey မြောက်တင်ပါလေတဲ့ငှက်ဖျားဖြစ်စေနိုင်တယ်တဲ့ဟုတ်ပြီအဲ့လားဘာပြောချင်လဲအချို့သော plasmodium ပေါ့နော်မြောက်တင်မှာဒါဒီ death တွေဘာနဲ့တွဲနေတာအင်္ဂလိပ်စာမှာတင်ရ agitated fridge အ HD clause တွေပေါ့ HD အ clause တွေပေါ့နော်တက်တုံးထားရဆိုတာဒါနဲ့ or which to နဲ့တူတူပဲဆိုတက်တုံးထားကြ HD clause တွေဆိုတော့သူဖတ်တဲ့ခါမှာ HD အနေနဲ့ဒီ plasmodium အမျိုးအစားအချို့တော့ malaria ပေါ့နော်မြောက်တီမှာငှက်ဖျားဖို့မြောက်တီမှာ immunity ငှက်ဖျားဖို့ဖြစ်စေ that cause malaria some species of plasmodium အချို့တော့ plasmodium နေရာဆိုရင် also affect the human လူသားရဲ့ပေါ်လဲတက်ရောက်မှုရှိပါအဲ့ဒါဘာလို့ဆိုလို့ကျန်ဆိုရင်မြောက်ကနေတဆင့် အကယ်၍ခြင်တကောကိုက်လာတယ်။ဒီမြောက်မှာဖြစ်တဲ့ plasmodium ကလည်းအလူသားရဲ့အပေါ်မှာတက်ရောက်မှုရှိလူသားရဲ့မှာဖြစ်နိုင်တဲ့ကြောင့်အကယ်မြောက်ကိုခြင်ကိုက်လာတယ်ထား။ခြင်ကိုက်လာလို့ရှိရင်အဲမြောက်ကမယ်လာရီးယားဖြစ်နေဆိုအဲ့ကတည်ဆောင်လာတဲ့ plasmodium ကြောင့်လူမှာခြင်ကိုက်လို့ရှိရင်အဲလူရဲ့သွေးရဲ့ကိုရောက်လို့ရှိရင်အဲ့လိုမျိုးလဲအာ plasmodium ကူးဆက်နိုင်ရရှိတယ်။အဲ့အဲ့ကနေတစင်မဲ့ဖျားရောကကူးဆက်နိုင်ရရှိအောင်နော်အဓိကအဖြစ် ညောက်တယ်မှာငှက်ဖျားပိုးဖြစ်စေရဲ့ငှက်ဖျားညောက်တယ်မှာငှက်ဖျားဖြစ်စေရဲ့ငှက်ဖျားပိုးကလူမကူးဆက်ရင်လည်းလူမတိုက်ရောက်မှုရှိရဲ့လို့တော့ပြောထားခြင်းဖြစ်ပါတယ်ဒီဗီဒီယိုမှာကတော့ဗောနော်ဟိုမှာတင်ခဲ့တဲ့အမှားမှာတော့မှဒီဘိုင်းရှင်းပြတာတော်တော်လေးကြာပြီးတော့ဒီဘိုင်းဝင်ပဲပြန်ပြီးတော့ဒီဒီဗောဇရာအထိကိုအပြန်လုပ်ပေးပါဗောနော်ဒီမှာပြောဒီဇရာဒါနဲ့နှစ်ခုတွဲမင်းခြင်းတွဲမင်းလို့ရတယ်ဒါပေမဲ့တော်တော်များများတော့ ဇရာတသက်ကိုမေးရများဒီဇရာကိုပဲမေးွားများပေါ့နော်အာဒီအဲကြောင့်ဒီဇရာကိုပဲအရင်ဆုံးဒီဗီဒီယိုမှာရှင်းပြပေးလိုက်ပါမယ်သူကဒီဇရာကိုကြက်လို့ရှိရင်နှစ်ပိုင်းဒီနားလောက်ထိကျင်လေရပေါ့နော်မဟုတ်ဘဲနဲ့ဒီနားလောက်ဒီလားလောက်ခွဲပြီးတော့လဲကျင်ရပေါ့ဆိုဒီကောင်လေးကဒါအယိုးစားရတော့များရတော့ခွဲကျတဲ့အခါမှာတော်တော်လေးကိုအားသာချက်ရှိတယ်ပေါ့နော်အားသာချက်ဖြစ်သွားလိမ့်မယ်အဲကြောင့်ပါခွဲကျရင်ပို့ပြအားသာပါလေ မလာရီယာဒီအရှိမပြောခဲ့ဥပမာဆိုရင်ကိုရိုနာဗိုင်းရပ်စ်ကိုဖြစ်စရာဆိုရင်ကိုဗစ်အဲကိုကိုရိုနာကိုဗစ် -19 ကိုဖြစ်စရာကိုရိုနာဗိုင်းရပ်စ်အဲ့လိုပဲဒီမလာရီယာဖြစ်တဲ့ရောဂါပိုးကဘာလို့ခေါ်လဲဆိုရင်ပတ်တိုဂျင်ဖြစ်တယ်တဲ့အဲ့ကောင်ရောဂါပိုးသူ့ရောဂါပိုးဘာလို့ခေါ်လဲဆိုရင် Plasmodium falciparum လို့ခေါ်တယ် သူမှာအမျိုးအစားပက်တိုဂျင်ပလတ်စမိုရီယံအမျိုးအစားဘယ်နှမျိုးရှိခဲ့လဲသူရှေ့မှာပြောခဲ့တာ၄မျိုးရှိခဲ့တယ်၄မျိုးရှိခဲ့တဲ့အတွက်ကြောင့်သိကြရတယ်ဒီမှာပလတ်စမိုရီယံအမျိုးအစား၄မျိုးဟာသူအကောင်နေပဲဖြစ်နေမယ်ဟုတ်ပြီသူကပလတ်စမိုရီယံမျိုးနယ်ဝင်ဖြစ်တဲ့ကြောင့်အမှန်ပြောရင်ဒါအလွယ်မဲ့တယ်ပေါ့နော်အာအင်္ဂလိပ်နာမည်ရပါလဲဆိုရင်အဖေအမေနာမည်ဆိုရင်သူမျိုးရိုးနာမည်ရပါတယ်လို့ပဲဒီကောင်ပလတ်စမိုရီယံဒါကဘာလဲဆိုလို့ရှိရင်ဒါကဒီမှာရေးထားရဆိုတာကသူကဘာလဲနျူမယ်အာဘာလဲ binary number ဆိုတာ အာအဲ့လိုမျိုးကျွန်တော်အရင်တော့သင်ခဲ့ရပါတော့ဒီ normal glacier normal glacier ဆိုတော့အမီပေးစနစ်နဲ့စီထားတဲ့အတွက်ကြောင့်သူ့မျိုးနွယ်ဝင်ကအာ plasmodium မျိုးစံဝင်ဖြစ်ရအောင်ရှိမှပီရီယာပါတယ်အ plasmodium မျိုးနွယ်ဝင်ဖြစ်နောက်မှကျတော့သူ့ရဲ့နာမည်သူကဘယ်သူပဲပေါ့အကြီးကောင်လားငယ်ကောင်လားပေါ့အဲ့ဒါ Vesiparan ဆိုတဲ့သူ့နာမည်ကိုသူကထည့်ထားပြီးပေါ့နော်အဲဒါကြောင့်သူက Plasmodium မျိုးနွယ်ဝင်ဖြစ်တဲ့ကြောင့်အရှိမ Plasmodium ဆိုတာပါတယ်အရှိမ Plasmodium တခါပြခဲ့ပြီးသွားတဲ့အတွက်ကြောင့်တခုချင်းစီ identity ဖြစ်တဲ့ကြောင့်တခုချင်းစီမြင်သားပြရမယ် P ဆိုလဲ P တက်တက်သားပြရနော်ဒီမှာပို့သွားတာမှားသွားလို့နော်ဒါ P ဆိုလဲ P ရလဲ Plasmodium ကိုကိုစားပြရကြောင့်တကြောင်တားပြရမယ် Vivus ကိုလဲတကြောင်တားပြရမယ်နော်ဟုတ်ပါပြီအဲကြောင့်ဆက်ပြောပါမယ်ဒါတော့ Plasmodium Vesiparan Plasmodium မျိုးနွယ်ဝင်က Vesiparan ပေါ့နော် Vesiparan အမည်ရှိရကောင်းနောက်ကပါလဲဆိုရင် Plasmodium ဒါပေမဲ့ P လို့ပဲရေ dot မာသူကအတူောက်ရေကြောင့်တော့ချတယ်ဒီမလို့နောက်ကြောက်သွားပါလေသူ့နာမည်က 5s သူကပါလေ plasmodium မျိုးနဲ့ဝင်ရအောင်သူ့နာမည်ကပါလေ ov အဲမှာနှစ်ခုစလုံးပြည့်ပြည့်စုံစုံရေးမရဘူးဆိုဒီနှစ်ခုပေါင်းမှာနာမည်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်အကောင်တစ်ကောင်ဖြစ်လာမှာဖြစ်ပါတယ်အရှိကမလေးရီးယားပဲရေးလို့ရှိရင်သူကဖားအကောင်မှမဟုတ်ပါဘူး plasmodium ကိုမဟုတ်တော့တာအဲမှာပါပါပြီနောက်အဲကြောင့်နှစ်ခုလုံးပြည့်စုံရေးပြန်သူက plasmodium ov ဒါပါလေ plasmodium malaria ဆိုပြီးတော့၄မျိုးရှိပါတယ်တဲ့ နောက်တစ်ခုကကြတော့ဗာလေဒီမျိုးအမှ transmission ကြောင်းပြောရဆို method of transmission ဒါဘလို့ကူးစက်တဲ့နည်းလမ်းနဲ့ကူးစက်အရှိတော့အပင်တွေကြောင်းမှာပြောခဲ့ရတာဆိုရင်အပင်တွေမှာ virus တွေကူးစက်တယ်ဆိုရင်ရေကြောက်ပါမယ်လေကြောက်ပါမယ်နောက်ပါလေ virus ကိုတည်ဆောင်တဲ့ insect vector တွေကြောင်းနောက်ငှက်တွေကြောင်း bacteria ဆိုလည်းရေလေကြောက်အဲ့လိုမျိုးသူ့တည်ဆောင်သွားပြီအကောင်ပါမယ်ဟုတ်ပြီဒီယောဂါကြီးကူးစက်တယ်ဆိုရင်သူ့ကိုတည်ဆောင်သွားပြီအကောင်ဘယ်ကောင်လဲဆို insect vector တဲ့ဒါပါလေဒီ insect ပုံမှာတည်ဆောင်သူဖြစ်တယ် insect ပုံမှာတည်ဆောင်ဆိုဘယ်ကောင်တည်ဆောင်မယ်ရင်ကောင်လားဟုတ်ပါတယ် ပြားလာမဟုတ်ဘူးဘာကောင်လဲဆိုရင် female anopheles mosquito female ဆိုတာအမ anopheles ဆိုတာချင်းအမျိုးအစားဒီမှာလဲ ideal ဖြစ်တယ်ဘာလဲဒီတဆောင်းရကြောင်သူ့မြင်တာပြန် mosquito ကြတော့မြင်တာဆရာမလို့ဘာလဲတဆောင်းမဖြစ်လို့ anopheles ဆိုတဲ့ချင်းကချင်းရဲ့ဗါလဲအမကတဲ့အသက်ဆောင်ပါလေတဲ့ကျော်ကျော်ချင်းမတွေကဒီသူ့ရဲ့သတိသားပေါ့နော်ဒီအစာကျွေးသူ့ရဲ့သတိသားကိုထောက်ပံ့မှုအတွက်ပရိုတင်းလိုရတဲ့ကြောင့်သူကချင်းကြိုက်တာဟိုအဲ့ဒါကြောင့်ချင်းကြိုက်တဲ့အကောင်ကပဲဒီဒီပလတ်မိုဒီယမ်နေတည်ဆောင်တ အဲ့ရနေပဲလူတွေကိုချင်းကြိုက်တဲ့တော့လူတွေမှာကူးဆက်တာ ဖြစ်တယ်အားကြောင့်ဒီဒီမှာသူပြောထားတာ female anopheles mosquito anopheles ချင်းအမားက insect vector insect တဲဆောင်ဖြစ်ပါတယ်နောက်ခုကပါလဲဆို malaria ဆိုတာကသူကတကဘာလုံးမှာဖြစ်တဲ့ဥစ္စာတကဘာလုံးမှာဘယ်လိုရရှိအောင်ပြန့်နှံ့သွားလဲဆိုတော့ global distribution တကဘာလုံးပြန့်နှံ့သွားတယ်တဲ့ဘယ်လိုကြီးကိုပြန့်နှံ့သွားလဲဆိုတော့အကြောင်းဆိုရေးပေးတယ်သူတို့ the trophies ဟုတ်ပြီချင်းများအဓိကဘယ်မှာပေါက်သွားလိမ့်ရှိလဲဆိုရင် စိုးစွတ်တဲ့နေရာတွေစိုးထိုင်းတဲ့နေရာတွေမှာပေါက်ပွားလေးရှိတယ်။အဲဒါကြောင့်သူကဘာမှာလဲဆိုတော့ tropics ဆိုရယ်အပူပိုင်းဒေသ mode အားရအပူပိုင်းနဲ့ set tropics ဆိုရယ်တမာပိုင်းဒေသတစ်ပင်ခြုံတွေပေါ်တယ်။အဲမိုးရေချိန်တွေကောင်းတဲ့တမာပိုင်းဒေသတွေမှာတဲ့အဲဒီကောင်မလေးရီးယားပေါ့နော်ငါပြဖြစ်ပါတယ်။ဟိုမျိုးသဲကန်နာပါတယ်ချစ်တယ်အသက်ရှင်ဖို့ခဲ့ပါတယ်ရေတယ်လို့ရေမမရှိတဲ့ဒီကောင်တွေသေးကုန်ပဲဘလို့သူသက်ရှင်လို့ဟုတ်တယ်မလား။အားကြောင့်ပါလဲရေများတဲ့နေရာရေဝတ်နိုင်တဲ့နေရာဖြစ်တဲ့ဒီအပူပိုင်းဒေသတွေနောက် set tropics ဆိုရယ်မှာပြန့်နေပြီးရောတဲ့ဘလောက်ထိ enemy ဆိုတာရှေ့မှာပြောခဲ့ရတယ်ဖြစ်လေဖြစ်တာအမြဲဖြစ်တာက enemy ဘာမှလဲ106နိုင်ငံကြီးဖြစ်ပါတယ်ဆို106နိုင်ငံတော့မဖြစ်ဘူးနော်သူကကဘာလို့ပြတ်တယ်ဆိုရင်ပထမဆုံးရာအဒေတာအကြောင်းပြောတယ်အပူပိုင်းဒေတာတမပိုင်းဒေတာအကြောင်းပြောလိုက်တယ်အဲပြီးတော့နောက်တစ်ခုက basal tropics လို့ပြောရဲဆိုတာသူကဆက်ဆိုတာသူကဘယ်လိုမျိုးရောနှောနေတယ်တမပိုင်းကျဖြစ် tropics ဆိုအပူပိုင်းဒေတာအပူပိုင်းဒေတာရောအဲသူကတခြားရောနေတယ်သူတမပိုင်းလို့ဆိုလိုက်တာပေါ့နော်အဲအကြောင်းသူကအဲ့မှာဆိုရင်သူကနိုင်ငံပေါင်း တရား၆နိုင်ငံကြည့်အောင်ခင်နေပါတယ်အဲ့တော့ကဘာကြီးမှာပြောင်းတဲ့ဒေတာနဲ့နိုင်ငံအကြောင်းဆိုတော့ပြောခဲ့ရပါတော့တို့ကဗာ Kim Incubation Period ယောဂပြောခြင်းယောဂပြောတယ်ဆိုတာကယောဂတကူကထည်ထည်ချာလက္ခဏာပြလာအချိန် Front and Week Gladder တပတ်နေတွေ့ရှိရတစ်နှစ်ကြာပါတယ် အဲဆိုရင်ယောဂါကအဲ့ဒီအချိန်တွေမှာယောဂါကပြယောဂါလက္ခဏာပြလေးရှိတယ်ယောဂါဖြစ်ပွားလေးရှိရပါတော့အဲ့ဒါကိုသူကပြောပြထားတာဒါကဘာလဲဆိုရင်သူကတကယ်ဖြစ်သွားတဲ့သူတွေကဘယ်လိုမျိုးဖြစ်တယ်ဆိုတော့သူကစောက်ကြည့်လေ့လာပြီးတော့မှတ်တမ်းတွေမှတ်ထားမျိုးပေါ့နော်နောက်ကဘာလဲဆိုရင်ဒါကသူ့ရဲ့ယောဂါကိုသူကခွဲခြားစိတ်ပြမယ်ခန္ဓာပုံစစ်စစ်ကြီးတော့သိတယ် size of action ကိုပတ်သူချင်း size ဆိုတာကနေရ action ဆိုတာလုံဆောင်ချက် of ပတ်သူချင်းပတ်သူချင်းလုံဆောင်ချက်ပြုလုပ်တဲ့နေရာလေဆိုရင်ဒီပတ်သူချင်းတွေက ခန္ဓာကိုဖျက်ဆီးမယ်အဲ့ကောင်နေမျိုးပွားအောင်လုပ်မယ်သူတို့ရဲ့မျိုးပွားအောင်လုပ်မယ်ခန္ဓာကိုဖျက်ဆီးကြမယ်အဲ့လိုမျိုးလုပ်တဲ့နေရာရဘယ်နေရာမှာသူကသွက်လုပ်လဲဆိုရင်တဲ့ခန္ဓာကိုယ်ဘယ်နေရာမှာလုပ်လဲဆိုရင် liver အသည်အသည်မှာလုပ်ပါတယ်တဲ့နောက်တစ်ခု red blood cell တွင်းဒီဥဆဲမှာလုပ်ပြီးတော့ brain အုံနောက်မှာလုပ်ပါအဲ့ကြောင့်ပါလေအုံနောက်တဲ့ကိုကပ်ဖြားဖို့ဝင်ပြီးတည်တယ်ဆိုတာအဲ့လိုမျိုးပေါ့နော်ကပ်ဖြားဖို့ကိုယ်ကဖျက်ဆီးပြီးတော့အုံနောက်ရောက်သွားပြီးတည်တယ်အခု red blood cell ဒီသွေးနီဥဆဲရဲမှာရောက်ပြီးခုခန္ဓာကိုကိုဟန်းနေစေတယ်အဒီသွေးနီဥဆဲထောက်ပံ့ပေးရခန္ဓာကိုယ်ရဲ့အစာချေစနစ်တွေနေလို့ပေးရအစာအစာချေစနစ်တော့မဟုတ်ပေါ့ခါရောက်ရယူပေးယူပေးတဲ့ခန္ဓာကိုယ်လုံဆောင်ချက်အဓိကလို့ပေးအသေးဒီ၃ခုမှာ plasmodium နေရတောင်းချမ်းတယ်တောင်းချမ်းပြီးတော့ခန္ဓာကိုယ်ဖြည့်ဆည်းရပေါ့နော်ပြီးတောင်းချမ်းနေရနောက်တစ်ခါကျတော့ clinical feature clinical feature ကတော့နော်ဒီမှာဆိုရင်သူကမဆိုပတ်တိုဂျင်ကတစ်ခုဒါဆိုရင် pathogen transmission နှစ် production က၃ ဆိုရင် accumulation period က၄ကစားအရှင်ပတ်သူရငါ၅ခုဆိုပြီးတော့မှတ်ထားလို့ရတယ်နောက်တစ်ခုအောက်ကဟာ၄ခုပေါ့နော် clinical feature ကများတယ်ကိုယ်အကြောင်ကြက်တဲ့ခါကြလို့ရှင်ဒီအပေါ်ပိုင်းမှာဘယ်နှခုရှိလဲကိုအရင်ဆုံးကြက်ရသွားပြီးရေးလိုက်ရေးပြီးတော့ဒီအောက်ပိုင်းမှာဘယ်နှခုရှိလဲရေးလိုက်ရေးလိုက်ပြီးတော့မှတ်ပြီးတော့ဒီဘက်ကဥစ္စာရောအတန်းစီပြီးတော့ကိုယ့်ဟာကိုပြန်ရွတ်ပြီးရေးကြည့်ဟောဆိုဒီခါကြီးကြလို့ရှင်ကိုယ်ကဒီဘက်ကဟာရတယ်ဒီဘက်ကဟာမေ့ဒီဘက်ကဟာရတယ်ဒီဘက်ကဘာလဲမသိဖြစ်တယ်အဲ့ဒါမှားမှာဆိုလို့အစင်တိုင်းဖြစ်အောင် အစ်လိုက်ပြောဆိုကိုမှတ်မိအောင်ဒါကိုဘာပြင်ဘာပြင်ဘာလာမယ်ဆိုတော့လေတီချာကြက်ထားပြန်ပေါင်းပြီးတော့လေရေးနေအောင်လုပ်ရေးအောင်လုပ်မဟုတ်ရေးကျင်တာပေါ့နော်အဲ့လိုအာအကြံပေးကြပါလေနောက်ကပါလဲဆိုနည်းနည်းလေးများတယ်ခေခေ feature ထုတ်တောင်ရေးလိုက်တင်တယ်ပေါ့နော် feature ဆိုဒီအော်ပေါ့ယောဂလက္ခဏာပေါ့ clinical ဆိုတာဒီ second တွေပါပြရတယ် ဲ့လိုလက္ခဏာဖြစ်တဲ့ဥစ္စာဘာလို့လဲဆိုဒီကိုခံအနေနဲ့အသေးတွေနောက်တစ်ခုဒီအသွေးဖြူသွေးနေဥစဲတွေအုံနောက်တွေမှာထိပြီးဆိုတော့ဘာဖြစ်မလဲဖီဗာဖျားနာပြီခဏကနှုံးမယ်ဖမ်းမပြားနိုင်အနမီးယားဆိုရယ်ဘာလဲသွေးဖြူနေတဲ့ယောဂဖြစ်ပြီဟုတ်ပြီခဏကသူပြောရယ်သွေးသွေးနေဥစဲရောက်သွားရောက်သွားပါလေယောဂပိုးတွေကမြားပြားလာရတဲ့ကြောင့်ဘာလဲဆိုသွေးနေဥနဲ့တိုက်တိုက်ပြီးသွေးနေဖြူသွေးဖြူနဲ့တိုက်သွေးဖြူတွေကနဲကုန်တယ်ဒီမှာဆိုရင်အနမီးယားဆိုတာအာအောက်ဆီဂျင်တည်ဆောင်မှုတွေလည်းနဲကုန်တယ်ဒီသွေးဖြူတွေက တိတ်မရှိရောတအားနေသွားရပါဘူးနော်တအားနေသွားပြီးတော့ခန္ဓာကိုယ်က fat ဖြစ်မယ်အားနေမယ်အဲအဲ့လိုဖြူလာရပေါ့နော်ခန္ဓာကိုယ်အသားတွေဖြူပဲဖြူရောဖြစ်လာအဲ့လိုမျိုးဖြစ်တယ်တဲ့ပြည့်ကြောင်ဆိုရှင်းပြရအောင်နော်အဲ့ဒါ enemy ပေါ့နော်သွေးဖြူနေတာအဲ့ဒါဘာလို့လဲအဲ့ယောဂပိုးရံများလာရပြီးသွေးဖြူတွေကအလွန်ကျွံတိုက်ရတိုက်ရခြင်းသွေးဖြူတွေကနေလာပေါ့နော်ဒေါ်စီယာဒေါ်စီယာဆိုတာမိုးဝေအော့အန်အဲ့ဒါကြောင့်ဘာဖြစ်လဲဆိုရင် ဒီခဏကောမှာပင်ပန်းတယ်နောက်လို liver ဆိုအသည်အားနေမှာမွေး oil နိုင်ဖြစ်တယ် hackage ခေါင်းကိုက်တယ်ခေါင်းကိုက်မှာဘာဖြစ်လဲဒီ pathogen เนี่ยဒီအုံနောက်တွေမှာသွားပြီးရောက်နေအောင်ခေါင်းကိုက်ပြီပေါ့ခေါင်းကိုက်မယ်နောက် muscle pain replet ဆရာပါလဲဆိုရင်ဒီခဏကောမှာသွေးတွေထောက်ပံ့ပြီးရဲမှာပိုင်းကြာအညာရပျက်စီးပြီးဆိုတော့ဗာလဲခန်အကြီးကြည့်တသားတွေကနှာကျင်ပြီအဲညာကျဲကြောင့်ပဲအားလင်းနေကြောင့် shiver တွေတုံမယ်နောက်ပါလေ sweating ချွေးတွေထွက်မယ်နောက် alsplin ခန္ဓာကိုယ်မှာ LS means ဆိုတာဖေးဖေးလုံးလို့လည်းပြောကြရပါဘူးเนาะအဲ့ကောင်ကဘာဖြစ်လဲဆိုလို့ရှိရင် तू ကခန္ဓာကိုယ်မှာရှိရောဂါပိုးတွေစစ်ထုတ်ပေးရယ်ဖြည့်ဆည်းပေးရယ်ပေါ့เนาะဒီကဓာတ်ဆဲဆိုတဲ့ဥစ္စာတွေလည်းဖြည့်ဆည်းပေးရယ်ဓာတ်ဆဲဆိုတာဒီဆဲတွေပြည့်စည်သွားရယ်တိုက်ခတ်လို့เนาะ तू ကသူပဲအိုးအသက်ကြီးလာလို့ဆဲတွေပြည့်စည်သွားလို့အဲ့ဒါကိုလည်းစစ်ထုတ်ပေးရမျိုးလို့တလို့နောက်ယောဂါကျုပ်တည်ဆုံးသွားတဲ့ဆဲတွေလည်းစစ်ထုတ်ပေးအဲ့ကောင်ကပါတယ်အများယောဂါအရင်များတဲ့အတွက်ကြောင့် तू က အလုံးလုံးကအရင်များပြောအန်လက်ဆိုတာကြီးထွားဖောင်းလာတယ်ဗောနော်အဲ့လိုပျက်စီးဖောင်းမျိုးပျက်စီးရမျိုးအလုံးမလုံးနိုင်တော့ဘူးအများကြီးပြောလို့ရှိရင်အာစိတ်ရုံတွေမှာဘုမအမိုက်ပြတဲ့နေရာတခုမှာဗောနော်အမိုက်ပြပြမယ်ပျက်စီးရအရင်များလိုက်အမိုက်ကလိုက်မပြနိုင်တော့ဘူးစိတ်ရုံကပိတ်လာတဲ့အထိဖြစ်သွားတယ်အဲ့အဲ့လိုမျိုးဗောအပေါက်အဲမြောင်းမှာဆိုရင်မြောင်းပုတ်တွေကအရင်များလာလို့ရှိရင် ဒီမြောက်ကမစွန့်ပြစ်နိုင်တော့ပဲနဲ့ပိတ်သွားတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်မျိုးပြောရပါသေးတယ်။ဒါဆိုရင်ဒီမှာဘယ်လိုရှိလဲတကူနှစ်ခုသုံးခုဖျားတာခေါင်းကိုက်တာမာဆယ်ပိန်ဖြစ်တာနဲ့ဆိုရင်ခေါင်းကိုက်တာဆိုရင်တစုမာဆယ်ပိန်ဟေးကြောင့် shivering နဲ့ sweating lsp ဆိုပြီးတစုနဲ့၄ခု၄ခုစီတွဲကြပြီးဒီ clinical feature ကဘယ်နှခုရှိလဲဆိုရင်၈ခုရှိပါတယ်။ fever anemia nausea headache ဆိုပြီးတော့ အဲလေးခုနောက်မှာ7 shiver ရေ trading ls min ဆိုပြီးအဲ့လိုခွဲချက်ရေးပြီးတော့ stew ပေါင်းပြီးပြန်ရေးလဲကောင်းပါတယ်ဗောနော်တေချာရေးနေအောင်ကြိုးစားပါ method of diagnosis diagnosis ဆိုတာဘာလဲဆိုယောဂတကွာဖြစ်တယ်သူခဏပြောခဲ့ရ fever ဖျားတာတို့ခေါင်းကြိုက်တာတို့ခန္ဓာကိုယ်မှာနာကျင်တာတို့မှာကြက်သားနာကျင်တာတုံနာချမ်းတာနောက်တစ်ခုချွေးချွတ်တာတို့ကဘာလဲဆိုတမန်ယောဂတွေဖြစ်တယ်အဲ့ဒါဖြစ်ဟုတ်ပြီဒါကတမန်ယောဂတွေဖြစ်တယ်ဆိုပြီးတော့ဟာအဖျားပြောက်စိတ်လေးပေးအကုန်သိကုန်ပါဗော့ သူကမလေးရီးယားဖြစ်နေသေကုန်လိမ့်မယ်အဲဒါကြောင့်ဘာလဲဆိုရင်ပြန့်ဖျားဖြစ်တာလားဒါမှမဟုတ်ရိုးရိုးပဲဖျားရတာဆိုပြီးသိအောင်ခွဲကျန်းလေးလာပြီအဲ့ခွဲကျန်းလေးလာလို့လိုအပ်လာတဲ့ကြောင့် method of diagnosis ဒီယောဂလက္ခဏာကိုယောယောဂအောင်ပေါ့နော်အသွင်ခွဲမယ်တဲ့အသွင်ခွဲမှာဘာလဲနီလန်ဒါကြီးကနီလန်နေပြောပါရပေါ့နော်တခုခုလုပ်မယ်ဆိုနီလန်အဲ့လိုမျိုးသူကပြောသွားရရှိဘလိုနီးလန်းရခွင့်ဆိုတိတ်ချပါ microscopical examination of blood ဒါကတော့တော်တော်များသိရတဲ့အချိန်မှာသွေးစစ်တာဘလို့သွေးစစ်တယ်ဆိုရင်ဗာလေ microscopical ဒီ အနုကျင့်မှန်ပြောင်းနေကြည့်ပြီး examination လေးလာပြီးတော့ pop the blood တွေးအနုကျင့်မှန်ပြောင်းနေကြည့်ဖို့တွေးဖောက်တယ်အနုကျင့်မှန်ပြောင်းအောက်ချတယ်ဒါပြီးအနုကျင့်မှန်ကနေကြည့်ရမှာ plasmodium အကောင်ကြီးပြန့်နေလာပါညာဗောနော်ကြည့်ရနီးဟုတ်ပါဗါလဲ distest test ပေါ့ malaria distest test ဆိုတာကဗါလဲဆိုရင်ဖန် dist ဒါဖန်ပြန် stitch ဆိုတာဒုတ်ချောင်းနေ the test ဆိုတာကသူစစ်ဆေးတာ of the malaria antigen malaria antigen in the blood malaria အကောင်ရဲ့ဗောနော်ပစ္စည်းတွေပနိစီဝါပစ္စည်းတွေ ဟေကိုတဲ့ digital test နဲ့စစ်ဆေးရနည်းလမ်းလေးရှိအဲ့ဒါကြတော့တော်တော်များများအသုံးပြုရပါဘာလို့လဲဆိုတော့ဒီစေကန်းနေမှာအဓိကသွားကြည့်တယ်သွေးစစ်တယ်ဆိုရင်သူကသွေးကိုယူလိုက်တယ်သွေးကိုယူလိုက်ပြီးတော့အိမ်ဖန်များရေးထည့်ပြီးတော့ဓာတ်ပစ္စည်းတစ်မျိုးထည့်လိုက်ပြီးတော့အဲ့မှာအရာုံသွားကြည့်တယ်အဲ့ရောင်ကြည့်ရင်ဒီဓာတ်ပစ္စည်းထည့်ရင်ဘာအရာုံဖြစ်ရင်တော့ဘာမှယောဂမရှိဘူးအကဲမဟုတ်ဒီဓာတ်ပစ္စည်းထည့်လိုက်လို့အရာုံတစ်မျိုးပြောင်းရင်ဟာဒါဆိုရင်ဘာယောဂဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပဲမယ်လာရီးယားဆိုရင်လည်း မလေးရီးယားအတွက်အန်တီမလေးရီးယားအန်တီဂျင်ဓာတ်ပြုမှုလုပ်မဲ့ဒီ distis test ဆိုလဲအိမ်မှာသုံးတဲ့ chemical ကဘာဖြစ်မလဲဆိုရင်ဒီဖန်ပြပေါ့ distis test ဆိုရင်ဖန်ပြကိုထည့်ထည့်ပြီးအဲ့ chemical ကိုထည့်လိုက်လို့သူရသူတို့အအယောင်တစ်ခုပေါ့သူတို့လိုသူတို့ဒီမလေးရီးယားဖြစ်ရင်မလေးရီးယားတွေဖြစ်မယ်ဒီမှာဖန်ပြပိုးတွေပါတဲ့သွေးဆိုရင်အယောင်တစ်ခုပြောင်းရမယ်ပေါ့နော်အဲ့အယောင်တစ်ခုပြောင်းမယ်အဲ့လိုမျိုးသူက standard တွေညီတယ်အဲ့ကြောင့် နောက်ပိုင်းမှာပြောတာပါလဲဆိုရင်ဒီဖန်များနဲ့စမ်းသပ်တာ DID ထည့်လိုက်တာနဲ့ပြီးသွားပြီ macroscope ကြတော့ပါလဲဝယ်ရစေးကြည့်ရဲ့အဲကြောင့်တော်ရုံတော်ရုံမကိုင်းနိုင်ကြအောင်အဲကြောင့် disease check ကနေရာတကာလည်းတည်သွားပြီးတော့အဲ့ဖန်များလေးနဲ့ဒီဆေးနဲ့စမ်းလိုက်ရတဲ့အတွက်ကြောင့်နောက်ပိုင်းမှာအဆုံးတွင်ကျလာလေဆိုပြီးပါလာလိမ့်ပါမယ်နောက်တစ်ခုကပါလဲဆိုရင် annular incident war ပါ annular ဆိုတာကအာပေါ့ဒါဖြစ်ခဲ့တာပေါ့နော်ဖန်မြဲတဲ့အဲ incident ဆိုတာအဖြစ်ပြ war white တကဘာလုံးမှာဖြစ်ခဲ့ဟိုက annual ဆိုတာကဒါပြန့်နှံ့သွားတဲ့ဥစ္စာမျိုးဟိုအမျိုးပြောတာပေါ့နော် about ဆိုတာကခံမှန်းကြီးနေနဲ့200 million ခံမှန်းကြီးမှာဆိုရင်200 million ဆိုတော့200ခုနှစ်ကအတိပေါ့နော်နောက်ခံမှန်းကြီး200ခုနှစ်နဲ့ ဒါတမတဲအလိုရှိချင်ရှိမှာပေါ့အဲ့လိုမျိုးညာ200ခွန်းမီလီယံကိစ္စဖြစ်ရမျိုးဖြစ်တယ်။အော်မယ်လာရီးယားမယ်လာရီးယားကူးစက်တာ200ခွန်းမီလီယံတောင်ဖြစ်တယ်။ပြန်ပြောရင်200ခွန်းတန်းဖြစ်သွားတယ်ပေါ့နော်။ဒီမှာလဲဆိုရင်အင်2020နှစ်တန်း2020နှစ်မှာဒီမှာလဲတည်ဆုံးလို့2020နှစ်မှာတန်းရှင်းပြထားတယ်။ဒီမှာဖြစ်သွားတယ် about 80% in Africa Africa 80%ဆိုတော့ Africa ကမ္ဘာမှာငှက်ဖျားဖြစ်တာအများဆုံးလို့ပြောလို့ရပါဘူးနော်။ဒီကူးစက်တာ80%လို့ရှိရင် annual mortality worldwide ဟာဒီ model လေးဆိုတာတေဆုံးလို့ယောဂတစ်ခုရောက်တေဆုံးလို့တော့ဘာလို့ခေါ်လဲ modality လို့ခေါ်တယ် modality ဆိုရင်ဒါပါလဲတေဆုံးတဲ့အရေးအတွက်ကိုသူကယောဂတစ်ခုရောက်တေဆုံးတဲ့အရေးတော်ဖော်ပြရမှာပဲအဲ့ဒါ blouse လေးဆိုရင် sit က600 630000 630000ဆိုတာဒီအနောက်က3000ဆိုတာဒီအနောက်က3000လို့ဆိုလို့ပြော630000ဆိုတာဒါဆိုတာပါเนาะအဲကြောင့်630000ဆိုမှတ်ရလေပါတယ်တကဘာလုံးမှာเนาะ တရားနဲ့အနည်းခွန်တန်းကူးဆက်လို့တော့အယောက်60နဲ့အ630တော့သေးတာတော့မဟုတ်ဘူးပေါ့နော်။ဒါပြောအဲ့တော့အဆောက်အများကြီးကူးဆက်ဆိုတော့အနည်းဆုံး6သိန်းလောက်တော့ကူးတယ်ပေါ့နော်။ဒါကြောင့်6သိန်းနဲ့3000ကသိဆုံးနေတယ်ဗမာနောက်20နှစ်မှာနောက်20နှစ်မှာအပေါက်60ရာခိုင်နှုန်းဟုတ်ပြီလေ။သူဖြစ်တာအများကြီးနေရာတော့သေးကြတယ်။သူကနေသေးတဲ့ဆုံးတဲ့သူရအများတာပေါ့နော်။အပေါက် 90% in africa အဲ့လိုပဲဗါရဲကမ္ဘာမှာဆိုရင် covid-19 တင်းအောင်မှာဖြစ်နေဆိုတင်းအောင်မှာသေဆုံးလုံးနေများရယ်ပေါ့နော်ဒါပေမဲ့တခြားမှာလည်းအဓိကဆင်းရဲတဲ့နိုင်ငံတွေပေါ့ဟို africa ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အကြောင်းသူမှာဖြစ်ပွားမှုလည်းများတယ်နောက်တစ်ခုသေဆုံးလုံးလည်းများခဲ့ရပေါ့နော်ဒါဒီ video မှာတော့ဒီလောက်ပေါ့နော်အာ feature of malaria ထိပဲရှင်းပြပေးလိုက်ပါမယ်ဒီ video ပြည့်ချင်ပါ sorry ပါနော်အတန်မပါဝဲတကယ်တောင်းပန်ပါတယ်ဒီနေ့ကျတော့ဒီ video တစ်ပုဒ်ပဲတင်ပေးပါမယ်နောက်နေ့ကျမှဟို video ကိုပြန်လုပ်ပြပါမယ်ပေါ့ဆိုတော့အဲ့ရတော့မှမလို့ပါဟုတ် မဟုတ်အဲ့ရမှာမဟုတ်တခြားလုံးလုံးဆရာရှိသေးလို့ပေါ့နော်အာဒီဗီဒီယိုကြည့်ပြီးတော့ revision တွေတက်နေလို့ပါ game မသိရမရှင်းတာရှိတခုခုမှားတာရှိအတန်မပါရှိပါချစ်ရအကောလုံးကို comment မှာမှတ်ထားခဲ့လို့ရပါတယ်ကောင်းကောင်း revision ပြန်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်